အားလုံးပဲမင်္ဂလာပါများခေါင်းဆက်သတင်းဌာနမှပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာအခုတင်ဆက်ပေးမယ့်ရုပ်သံမီတိုဖိုင်လေးကတော့စင်ဘူတန်ကိစ္စမှာအုတ်ကြီးတွေရဲ့လှုပ်ရှားနေမှုနဲ့ပတ်သက်ပြီးပြောလာတဲ့အပါသမီတို့ရဲ့ရုပ်သံမီတိုဖိုင်လေးကိုတင်ဆက်ပေးလိုက်ပါရခင်ဗျာဒီထဲမှာအပါသမီရဲ့အဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးဘာတွေလို့ပြောဆိုနေသလဲဆိုတော့အားလုံးဝင်ရောက်ကြည့်ရှုလေးတာတုံးတဲ့ဝေဖန်ပေးကြပါအောင်ခင်ဗျာအားလုံးကိုလည်းကောင်းဆက်တဲ့ဌာနမှာအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ ကလေးမျိုးနဲ့ဟိမန်ကျေးရွာနှာခေါင်းကြီးနှာခေါင်းလေးနှာခေါင်းကြီးနှာခေါင်းလေးရွာပေါ့နော်နှာခေါင်းကြီးနှာခေါင်းလေးရွာကဥက္ကဋ္ဌအောင်ကျော်မိုးနဲ့စရေသူရအောင်တို့ကမဲတည်သူစစ်ထမ်းဆောင်မှုမဲဖောက်ပေးပါပြီရှင်ဘယ်နှယောက်ပေါက်ပါလဲဆို9ယောက်ပေါက်ပါပါရဲ့ရှင်9ယောက်9ယောက်9ယောက်ပေါက်ပါရဲ့ရှင်9ယောက်ပေါက်ရတာကိုအစံထည့်ရမယ်လေဥက္ကဋ္ဌတစ်ပိုင်းမှာ24အုပ်စုရှိရဲ့အဲ့24အုပ်စု3900 သိန်း900သူတို့ကောက်နေပါလေရှင်သိန်း900ကောက်နေတယ်အခုလိုမျိုးသိန်း900ကောက်နေရရှင်တို့ဘလူးကောက်ခိုင်းတယ်ဟင်မဲပေါင်ရင်မဲစနစ်နဲ့သွားရမယ်ဆိုရှင်တို့ဥပဒေလူစကားမှနားလဲသေးရလားဟင်လူစကားမှနားလဲသေးရမဲစနစ်နဲ့သွားရမယ်ဆိုအခု3900ကိုကောက်ခံနေပါပြီเนาะ24အုပ်စုကို3900ရအောင်ကောက်မယ်လေ3900ကိုကောက်ပြီသူကစစ်တောက်ကိုပေးရမယ်လေဘာလေးညာလေးအောင်ပြောနေစစ်တောက်ကိုဘယ်စစ်တောက်ကိုပေးရမှာဟမ် ဟဲ့အကထာဘယ်စစ်တောက်ကိုပေးရမှာလဲဥက္ကထာအောင်ကြော်မှုနေအမေလင်စစ်တောက်ကိုပေးရမှာလားဟင်စစ်တက်ကပိတ်ဆက်ကောက်ခိုင်းလို့ ਆ နေကိုဟင်စစ်တက်ကပိတ်ဆက်ကောက်ခိုင်းလို့လားစရေးသူရနေစရေးလောက်တာနေဘောပင်ဘူးဘယ်လောက်ကုန်လဲစားဖို့ဘယ်လောက်ကုန်လဲတီသူရှိပါအဲ့လောက်မကောင်းတီသူတွေဒုက္ခငါပေးမယ်စားဖို့ဘောပင်ဘူးဟုတ်ပြီလားဟင်စားဖို့ဘောပင်ဘူးငါပေးမယ်ငွေစရေးအလုပ်စရေးအလုပ်ငွေညို့ငွေကောက်ခိုင်းရမဟုတ်ငွေစားခိုင်းရမဟုတ်အခု အောက်ချီမှာပိုက်ဆံကောက်တဲ့ကိစ္စတွေလို့ဆူလဲပူလဲလိုက်နေလို့ဟမ်လောက်ဝတ်တရုံဝရင်ပြီးတော့မဲစနစ်နဲ့ထုတ်လိုက်တယ်နနို့တွေအတွက်နနို့မကြင်ဘာတခုမှမလုပ်နော်အခု24အုပ်စုကို3900ဆိုတော့နနို့အမေလင်ကိုဘယ်လောက်ပေးရမှာလဲငါ့ကိုပြောစမ်းပါအောင်ဟမ်နနို့တွေတော်တော်များနေပြီမရှိတဲ့လူတွေဒုက္ခရောက်နေတဲ့လူတွေဒုက္ခရောက်တဲ့လေရောက်နနို့ကထထလုံးမလုပ်ပါနဲ့အနေဝဲလောက်စားမလို့အစိမ့်ဝဲလောက်မှာပြည်သူတွေအားလုံးဒုက္ခရောက်နေနော် တည်သူအားလုံးဒုက္ခရောက်တယ်ငါတော့အနီအစိမ့်မခွဲကြအောင်နော်အနီအချင်းမခွဲကြအောင်ငါခွဲကြတာကပြည်ဖြတ်တယ်ကိုမြန်မာပြည်ကိုကိုပြည်ထက်ပြည်ဖြတ်တယ်ကိုတော့ငါခွဲကြတယ်ပြည်ထက်အနီဆိုတာတီးတန့်ရှိတယ်အေးပြည်ဖြတ်အနီတီးတန့်ကိုတော့ငါပြောမယ်မလိုအပ်တဲ့ပြည်ထက်သူများနိုင်ငံမှာသွားပြီးအော်ပြီးလောပြီးလုပ်နေပြည်ထက်အနီတွေအေးငါမုန်းတာကနော်အကြမ်းဖက်အေးအေးထုံးမြနိုင်ငါမုန်းတာကနော်အကြမ်းဖက်တွေငါမုန်းတာအနီအစိမ့်ရနီလို့စိမ့်လို့ရတယ်ဒုက္ခရောက်လာရင်ကိုမြန်မာပြည် တပြည်တည်းမှာနေတာအတူတူပဲเนาะဒုက္ခရောက်တော့အားလုံးရောက်လာတော့မရောက်လာမှာအခုကဥက္ကဋ္ဌတွေကနင်တို့တွေရလဲလေပြည်သူတွေတော်တော်ဒုက္ခပေးနေရပဲเนาะနင်တို့ကောင်းစားဖို့အတွက်နင်တို့ပြည်သူတွေတော်တော်ဒုက္ခနေမှာနင်တို့ဒုက္ခပေးရကြည့်ချက်ပေးအောင်နင်တို့ဒီဘဝမှာကောင်းစားပဲနောက်ဘဝမှာနင်တို့ကောင်းစားမှာမဟုတ်ဒီဘဝမှာနင်တို့စားရဲနောက်ဘဝမှာနင်တို့အာမဆုတ်သေးလိမ့်မယ်သိလားเนาะနောက်ဘဝမှာအာမဆုတ်သေးလိမ့်မယ်အညို့လောက်ကြတယ်တော်မြေနောက်ပဲဆိုညို့တော့တက်ကိုထိုးချတယ်တက်ကိုပေးရတက်ကိုပေးရဆိုရဲဥက္ကဋ္ဌကြီးစောက်တန်ထွက်လာတယ်နော်မြို့နယ်ကိုပေးရဆိုရဲအတန်လေးထွက်လာတယ်ညို့ကောက်တာမတော်မတရားကောက်နေတယ် တိုင်းဟင်းတရာမျိုးကအုတ်အုတ်ဦးတောင်းထုံမင်္ဂလာပါရှင်အုတ်အုတ်ရဲ့တအေ9000တော့များလုံးပါရှင်ခောက်ချိုးချိုးထားလိုက်ပါနော်ခောက်ချိုးခောက်ချိုးအောင်မရှိရဲ့လူဆိုတော့တော်တော်ဒုက္ခရောက်ပါနော်တဝက်တော့ချိုးချလိုက်ပါနော်ဦးတောင်းထုံနော်အော်တို့ကောက်တာလေးအရင်များပါတအင်း9000ဆိုတော့ဒါပေမဲ့ကျမတခုပြောချင်တာရှိရရှင့်ဟိုဘယ်တော့အစင်ပြေတဲ့လူနဲ့အစင်မပြေတဲ့လူနဲ့ နှမျိုးနှမျိုးနှစားခွဲပါနော်နှမျိုးနှစားခွဲပါသွားတဲ့လူတွေကိုလည်းပေးရမယ်ဆိုရင်နော်နှမျိုးနှစားဆိုတာဒါပေမဲ့တတ်မတော်ကြီးอ่ะတတ်မတော်ကြီးอ่ะငွေကြေးကောက်ခံမှာသွားမဲ့လူတွေငွေကြေးကောက်ခံပြီးမှဒီတောင်ဝန်တန်းနှန်းထန်းဆောင်မှာဒီတီနော်မပါပါဘူးနော်ငွေလည်းမကောက်ခိုင်းပါဘူးအလဲကြရင်သူ့အလဲသူသွားကိုယ်အလဲသူသားကြောသား ကြောသားရင်သားမခွဲကြเนาะကျမတို့တတ်မတော်မှာကြောသားရင်သားမခွဲကြဥပဒေမှာဆိုလဲဒီတိုင်းပဲကြောသားရင်သားမခွဲကြအုတ်အုတ်တို့လဲကြောသားရင်သားမခွဲကြပဲနဲ့เนาะဟိုဘလို့ရက်ွက်တဲ့ရက်ွက်ဆိုခေါ်ခေါ်ပြောကိုယ်သားသမီးရအစကိုယ်တူသားတွေရအစအကုန်လုံး အများအရှိမှမဲကိုနိုင်ပါနော်မဲကိုနိုင်ပါမဲစနစ်နဲ့အဲ့ဒါလိုနိုင်ပါအဲ့လိုနိုင်ပောက်တဲ့လူကိုအရင်ပောက်တဲ့လူကိုသူ့စီလျာအတိုင်းအရင်ပောက်တဲ့လူကိုအရင်သွားအထဲမှာပောက်လို့ပထမဒုတိယပောက်လို့တို့သွားမှာနော်ကို့သွေးသားကြတော့ဥထားပြီးတော့သူများသွေးသားရရတော့မရက်စပါတဲ့ရှင့်နော်ရက်စပါတော့မလုတ်သိမလုတ်ထိုက်တာတော့မလုတ်ကြပါနဲ့လို့ကျွန်မတောင်းဆိုပါတယ်နော်ဒီတိုင်းရရက်ခံပါတယ်နော်အုပ်အုပ်နော်အုပ်အုပ်လို့ပြေအေယာဝတီတိုင်းမှာဆိုရဒီနေရာတွေမကတော့အေယာဝတီတိုင်းတစ်တိုင်းလုံး တရားဝတီတိုင်းတိုင်းလုံးဖြစ်နေရနော်အလေးကြော့ကံဘက်လပုတ္တာဘီတုမဥပင်းနော်မောဂျွန်းဝကမမြောင်းမြနော်အရာလူတိုင်းမှာအကုန်လုံးဖြစ်နေရနော်အကုန်လုံးဖြစ်နေတာနော်နောက်တစ်ခုရှိသေးတယ်ကိုဘကိုပိတ်ဆိုင်ကောက်ပြီးတော့စက်ကိုပေးရတာဆိုအတန်မထွက်နဲ့နော်မကြားချင်းနားခါးကြားချင်းရှင်တို့ကိုတမတော်ကပိတ်ဆိုင်ကောက်ပါပိတ်ဆိုင်ကောက်ပါ ပိတ်ဆံပေးပါဆိုတော့လုပ်နေရမို့ရှင်တို့ရေရှင်တို့ကရှင်တို့ကပါရှင်တို့ပိတ်ဆံကောင်းပါရှင်တို့ကဟိုလူညံ့နေဒီလူလဲနေလိုက်နေညိနေရနော်ရဲတွေကလည်းရှင်တို့ရှိမှလက်ဝါဖြန့်ပြီးသွားမတောင်းတလို့တက်မတော်ကလည်းစစ်သားတက်ရောက်ပါလေရှင်တို့ရှိမှလက်ဝါဖြန့်ပြီးသွားမတောင်းရှင်တို့အုပ်အုပ်တို့ ခမရှင်တို့လှုပ်တာရှင်တို့လှုပ်ရရှင်တို့တိကြပါနော်ရှင်တို့ခမရှင်တို့လှုပ်တာအခုတအိမ်တောင်9000ရတော့အရန်များပါတယ်နော်မရှိရလူပိုများတယ်ဒါဒီတကြီးလူဦးရေများတဲ့နေရာဆိုအုတ်ကြီးများကိုမစော်ကားပါနဲ့ဓမ္မတိဟာငါအုတ်ကြီးကိုစော်ကားရရမဟုတ်ငါအမှန်တရားကိုပြောရတယ်နော်အုတ်ကြီးကိုစော်ကားရစကားတခွန်းမှမပါဘူးဟင်ဒီပြညာမပြောအေယာဝီတိုင်းလက်ဖို့တာမျိုးနဲ့ဂရီပါရှေရောကြောင့်ကြေးရွာ တမန်တိုင်းကွင်းသုံးသိန်းဖောင်းမခနော်ကွင်းသုံးသိန်းကဥက္ကဋ္ဌဆိုရယ်ကောက်နေတာပဲနော်မင်းကအုတ်ကြီးမစော်ကားတဲ့ကွင်းသုံးသိန်းကအုတ်တို့ရွက်မိရဖားဆိုရှော်ချောင်းမှနေရတယ်ကျော်ရောက်มาနေတာငါအမျိုးလေးပြောပါမယ်နော်အမျိုးလေးပြောပါဘာပြောလဲအမျိုးပြောပါအဲ့အမျိုးလည်းကအမျိုးဖြစ်ရင်ဖြစ်နေပြီနော်ဘာကြမ်းငါညီကောင်မကြီးထဲနေရတော့ငါပြောပါ မကျေနိုင်ရင်ငါအမျိုးတွေကငါဘယ်နေရာမှာနေတယ်ဆိုသိတယ်မတည်နိုင်ရင်လိုင်းဝိုင်းချင်းချဲအပြင်မှာချဲလို့ရကြကြမှာချဲလို့ရနော်ဟင်အုတ်ကြီးကိုမစော်ကားအံ့ဩပါနေရတလား9000တသိန်းပေးနိုင်ပြီမကျေတဲ့လူမပေးနိုင်ဘူးမားလေလားလူငနွားကောင်ရဲ့ဟမ်လူပုံစံကပိန်ချက်ချက်နဲ့ငဖောင်ရိုးရုံနဲ့စက်ဖြဲသေးကောင်ရဲ့ဟမ်ညာငါ့ကိုလာပြီးဆရာလုံးနေတယ် နော်စော်ကားတည်းမဟုတ်ငါအမှန်လေးပြောတယ်နေရာနေတဲ့တိုင်းတိုင်းမှာငါပြငါတယောက်တည်းပြောတဲ့စကားမားသလားငါပို့ရဲ့အောက်မှာအယောက်ပေါင်းညာနဲ့ချီရဲ့လူကပြောနေတယ်တွေ့ရနော်အေးအအမှန်လေးပဲနော်အအမှန်လေးပဲသိတာမန္တရာပို့တပို့ရဲ့အောက်မှာရှိပြီးသားပဲနော်မောကျော်အဆိုတဲ့တရေပို့တဲ့ဒေသရဲ့ ဒီမှာရေသတင်းပို့တယ်အများကြီးပဲနော်အများကြီးပို့တိုင်းတော့ငါမပြောနိုင်ဘူးဒီမှာတပြည့်ဟိုင်မတင်အားလို့ဒီနေ့သတင်းတွေဘာတွေတဲဒီကရမတွေဝင်ကြည့်တာဟိုပဲရပွဲရခွေးတတ်တဲ့တမျိုးနော်ဒီလားအဲ့ဒီလိုမစော်ကားပါအဲ့စကားတခွန်းအဲ့အဲ့ကောမတ်ကိုနင်းရုပ်သိမ်းရုပ်သိမ်း နေမရုပ်သိမ်းလို့ရှိရင်တော့နေ့တိုင်းနေ့တိုင်းမျိုးငါပြောနေရနိုင်မယ်နော်ပြီးတော့မြန်အုတ်ကြီးညာပါလေဖိန်လို့ဖိန်ခံဟမ်အုတ်ကြီးညာဖိန်လို့ဖိန်ခံလာအေးငါညီကောင်မတွေကအနေနဲ့အရရမှာရှိရဲ့တိတ်တာအဖေဘက်နဲ့အမေဘက်မျိုးဆိုတာရှိပြီးသားနော်ဟိုကရားတင်နေတောင်းမျိုးအကုန်ရှိပြီးသားအမျိုးတွေအများကြီးနော်တပ်ဖို့တာစပိုင်တော့နော်အေးအမျိုးကငါအမျိုးထဲမှာဥက္ကဋ္ဌတော့ မရှိဘူး။ရွာမီရွာဖားတော့ရှိတယ်။အင်းအဲ့ငါအညိုတဲ့ငါပြောမှာပဲ။စားနေတောက်နေကြတာတို့တို့မရတွေတို့တို့သားသမီးတို့မိသားတို့သုတဲ့စားတောက်နေရ။နော်ငါရဲ့အညိုထားလိုက်။ကျန်တဲ့လူအကုန်ကလာပါရှင်။ကျမမသိတော့တခုမေးပြရလေရှင်။ PDF ရှိရနေရဆို PDF ရှိရနေရဆိုတင်းငင်းကူတခုပဲအေးချမ်းလဲဆိုဟုတ်ပါသလားရှင်။ ုတ်ပါသလားရှင် PDF ရှိရဲ့နေရာမှန်သမျှလေးဆိုတင်းငင်းကုန်းရှိရဲ့နေရာပဲအေးချမ်းရဲ့ဆိုဟုတ်ပါသလားရှင်အခုလဲပြီလို့ပဲဦးမလေးတက်မတော်ကဘယ်လောက်ကြွားတာသူတို့ကနိုင်တာတက်မတော်ကဘယ်လောက်တေကုန်တာလဲပြောနေကြတာပြောနေကြတာနော်ဟောနောက်ပြီးတော့ပဲတက်မတော်ကသူတို့ကိုတတ်လို့သေးတယ်ဖြစ်ပြင်းရောအာဒီဒီမစစ်တက်ကောင်းလေဘလို့ပြည်သူတွေကိုဘလို့တတ်တာပြည်သူတွေပြအမှန်မှာတော့ပြောထားမယ်နော်ညတို့ကပြည်သူတွေမဟုတ်ဘူးတပုံနေတပုံနေနော်တပုံနေ တောင်ပေါ်ဒေသမှာတို့ကျောင်းတွေမှာတပုံးတွေခိုအောင်းနေရနော်ကျောင်းတွေမှာတပုံးတွေခိုအောင်းနေတယ်လူမရှိတဲ့အိမ်တွေမှာတပုံးတွေနေတယ်နော်လူမရှိတဲ့အိမ်တွေချို့တလေအညာဒေသမှာတွေထွက်ပြေးနေကြရနည်းနည်းရာတွေရှိပါတယ်နော်နေရာရှိတဲ့တောင်ပေါ်ဒေသတွေမှာထွက်ပြေးရနေတာဒီအိမ်တွေမှာတပုံးတွေဝင်နေပါတယ်နော်ဒီအိမ်မှာတပုံးတွေဝင်နေပါတယ်နောက်ပြီးဒီလိုမျိုးသတင်းတွေသူတို့နားရပြန်အောင်ဘလူတွေသတင်းပို့ရတယ်ဆိုပြီးတော့သူတို့ကကြွာသားတွေကိုသူတို့တွေရမ်းတယ်မဲတယ် တတ်တယ်အားကြောင့်မို့ကြမှာနေရဒေတာတွေတော့တိတိတကျကြီးရောထဲ့မပြောပါဘူးရှင်။တော့ပြည်သူတွေအသက်ခံနေရမှာပြည်သူတွေကိုပြောမှာအခုလိုမျိုးပြောနေရလို့ပဲသူတို့ကတိကျလို့ရှင်တတ်ပြန်ရောသူတို့အမှန်တရားတွေသူကလက်မခံဘူးဘသူပဲပြောပြောသူကတတ်ဖို့ပဲဆင်ရသူတို့အုံတော့ထမတတ်မယ်။အခုကတတ်ရုံမကောက်ရှင်နော်။သူကလူပါတတ်ပြီးစားနေတဲ့အဆင်ရောက်ပြီးတော်တယ်မှာနော်။ လူသားတက်ပြီးစားနေတဲ့အဆင့်အောင်ရောက်နေပြီတပုံးလေးမှာနော်လူသားစားနေကြပါရှင်စားပြီးတော့နော်တပုံးလေးလူသားစားပြီးတော့စားနေပါပြီနော်တို့တို့တွေလုံးဝအစားအတော့တွေအခက်အခဲတွေလုံးဝဖြစ်နေပါပြီတချို့တလေခလေးတွေဆိုပြန်ထွက်ပြေးလာခလေးဟိုးကြားလိုက်ပါဗောဒီကြောင်းမပိတ်ခင်ကခလေး၃ယောက်ပျောက်တယ်ပျောက်တယ်တန်လေးမှာခလေး၃ယောက်ပျောက်တယ်ဆိုတာခလေး၂ယောက် ပြန်ရောက်လာပါပြီเนาะ PT အထက်အိုင်းကလေးနှစ်ယောက်ပြန်ထွက်ပေးလာတယ်တက်ယောက်ကတော့ကြံလေးတယ်ဒါပြင်နဲ့ကျွန်မစပြီးတော့ကလေးလေး PT တဲ့ဝင်နေရဘယ်နေရာဘယ်ဒေသမှာမပြောပါဘူးမိဘတွေအဖမ်းခံရမှာဆိုတော့ကလေးတွေကမလိမ်ပါလို့မိဘကစူလိုက်လို့ကလေးတွေကအိမ်ပေါ်ဝင်ဆင်းပြီးတော့ဒါမိဘတွေမသိတဲ့ကိစ္စမို့လို့เนาะမိဘတွေမသိဘူးသူတို့သဘောနဲ့သူတို့ PT အထက်ဝင်သွားတာအကြံဖက်ရောက်အခုကလေးတွေက နှစ်ယောက်ပြန်လာရောက်လာပါပြီเนาะနှစ်ယောက်ပြန်ရလာတယ်ယောက်ကတော့အကျန့်ဖက်တယ်မှာပျော်မွေ့နေပါတယ်เนาะသူတို့တွေဟိုမှာနေရောကျဟိုမှာနေရဘာမှမစားရတာတို့အိမ်မာလိုအောင်မစားရတာတို့ဘလို့ငါနဲ့အတုတ်ခံရတာတို့ဘလို့အစဲခံရတာတို့เนาะအကျန့်ဖက်တယ်ထမင်းငန်းနေပါပြီရှင်ဒီလူရင်ရှိမှလည်းရသလောက်လူနေပါလေရှင်ခင်ဗျားအနေနဲ့တိုက်နေပါလေရှင်အကျန်းဖက်တွေအေးအကျန်းဖက်တွေနဲ့ ဓမြခေါင်းဆောင်တွေနဲ့ပူပေါင်းနေပါတယ်ရှင်ဆက်ပြောပါရှင်ချစ်သူဝေချစ်သူဝေမြန်မာပြည်မှာလုံးဝအလိုမရှိပါနော်ချစ်သူဝေမြန်မာပြည်မှာအလုံးဝအလိုမရှိရသူကစော်ကားကြသူကဘာသာရေးကျမတို့ဗုဒ္ဓဘာသာဖရားတွေကိုသူအတကုံစော်ကားနေရနော်သူကအဓိကစော်ကားတာသူကဘာသာရေးကိုစော်ကားဗုဒ္ဓဘာသာဖရားကိုသူက ဒီကဆိုတာဒီ10ရောက်ထဲမှာသူပထမထိတ်ဆုံးကဖြူဖြူကြောတဲ့ဒုတိယမှာချစ်သူလုံးဝအလိုမရှိပါတတိယမှာချမ်း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 ဆိုလေကျွန်မတီးပြီးမှလိုင်းတော့ယွန်းလို့သိတာမကြည့်ဘူးယွန်းလို့မကြည့်ဘူးသိတာနော်ယွန်းလို့မကြည့်ဘူးနော်ကြံတဲ့လူပြေသူ့ဟာရဲ့သူအကုန်လုံးအပြစ်တွေအပြစ် ဒီနှုတ်နဲ့ကျူးတွန်ထားတဲ့သူတွေကိုဒီအတိုင်းနဲ့မကြည့်နေပါတဲ့ဘောပင်လေးကင်မိစာအုပ်မှာလက်မှတ်ထိုးပြီးပြီးစရာမလိုကျန်တဲ့ပြည်သူတွေတောင်မှအချုပ်တဲ့တန်းဝင်လိုက်ထောင်းတဲ့ကျန်အခုအခုကြည့်လေဥပမာနဲ့ကျွန်မနိုင်ရှင်ပြမယ်ဇော်ဘိုးဟိန်းနော်ဇော်ဘိုးဟိန်းကချစ်သူဝေးလို့လို့ဖြူဖြူကြော်သိန်းတို့လောက်အစလေးလောက်ပဲရှိတယ်အစွန်းထွက်ပဲရှိတယ်အေးအဲ့အလားလေးတောင်မှအချုပ်တဲ့ချက်ချင်းရောက်တယ် เนาะဒီဖြူဖြူကြော်သိန်းတို့ချမ်းချမ်းတို့ချစ်သူတွေတို့ဆိုတာမြန်မာပြည်တပြည်လုံးတိုင်းပြည်တပြည်လုံးစုပူအုံကြွအောင်လုပ်နေတဲ့လူတွေเนาะသူများသားသမီးတွေလည်းနှုတ်ဖြင့်တတ်နေတဲ့လူတွေနှုတ်ဖြင့်အသက်ပေါင်းများစွာတတ်နေတဲ့လူတွေเนาะနှုတ်ဖြင့်အသက်ပေါင်းတတ်နေကြပါเนาะ2015မှာတည်းကခွက်ခောက်ခွက်ခောက်ပြီးတော့အွားအစ်အတွက်ပါဆိုပြီးတော့မွေးနေ့ပြတာခွက်ခောက်ပြီးတော့အလူခံတဲ့ငွေတွေကလူတက်ဖို့လူတက် လူတက်ဖို့ခံတဲ့ငွေတွေနော်သူပိတ်ဆံပေးပြီးတော့လူတက်ခိုင်းနေရနော်ပိတ်ဆံပေးပြီးလူတက်ခိုင်းအဲ့လူတယောက်ကတက်လို့ရှိရင်သူတို့အတွက်သိန်းကို10နဲ့မချိပင်းတဲ့လူတယောက်ကိုဘယ်တော့မှမတက်ဘူးဟမ်သူတို့အဲ့တိတ်နဲ့စီချီရတာအေးသူတို့ကဟိတ်၁၀ရောက်တာအကုန်လုံးက၁၀ရောက်တော့ကသူတို့ကနှုတ်ဖြင့်လူတက်နေတယ်လူတက်သမားတွေနော်သူတို့ထိထိရောက်ရောက်ပြစ်ပြေးခြင်းအထက်လူကြီးများများရှင်နော်ဘောပင်လေးကင်ပြီးတော့စအုပ်ပါလက်မထိုးပြတော့ ီပြင်းကြံတဲ့ပြည်သူတွေရဲ့ကြေနပ်မှာမဟုတ်ကျမတို့ကချက်ချင်းကိုတွေ့ရင်ယုံပါလေဆိုကျန်တဲ့ပြည်သူတွေရဲ့ဘယ်လိုလုပ်ရကျေနပ်နိုင်မှာသူတို့ကျန်တဲ့လူတွေကြောင့်အထုပ်အချုပ်တဲ့ရောက်တဲ့လူတွေရောက်ထောင်လဲကြတဲ့လူတွေရောက်တော့ကြောင့်ဘောပင်းလေးကင်ပြီးလက်မလေးထိုးပုံးယုံနေဘယ်ပြည်သူကကျေနပ်မှာလဲဘယ်ပြည်သူမှမကျေနပ်ဘူးနော်ကျမအုံနောက်နဲ့ကျမအသိဉာဏ်နဲ့ကျမစဉ်းစားကြည့်ရဘယ်ပြည်သူမှကျေနပ်မယ်လို့မထင်နော်သူတို့တွေကနော်သူတို့ကနှုတ်ဖြင့်လူတတ်နေတဲ့လူတတ်သမားဟေးနော် နှုတ်ဖြင့်လူတတ်နေတဲ့လူတတ်သမားတွေကိုတိုင်းပြည်ကိုကိုမီးရှို့နေရနော်ရေနံကိုနိုင်ရကိုမီးရှို့နေလူတွေတို့တို့ကရေနံဒုတ်တစ်ဖက်မီးစတစ်ဖက်မဟုတ်ဘူးမီးဒုတ်တစ်ဖက်ဓာတ်စီတစ်ဖက်ဘုံတစ်ဖက်တစ်ဖက်ကင်နေတဲ့ဟာနော်အဲ့လိုဟာမျိုးတွေလုံးဝမြန်မာပြည်နဲ့မတန်တဲ့ဟာတွေကြီးမင်းများရောမိကလာရှင်သူများနိုင်ငံမှာကျမတို့မြန်မာပြည်ကြီးကို အမွမွအစိတ်စိတ်ကွဲအောင်လုပ်နေတဲ့သူတွေကိုလက်မရေးထိုးပေးုံနေနဲ့ပြီးဖို့မတင့်တော့ပါဘူးရှင့်နော်မတင့်တော့ဘူးနော်သူတို့ရဲ့ကြောင့်ဗါရဲရုပ်ရှင်မင်းသမီးတွေဗီဒီယိုမင်းသမီးတွေမင်းသားတွေဆိုပြီးတော့နော်တည်သူတွေကသူတို့အားပေးရနော်အဲ့ဒါလိုမျိုးတချို့တွေငယ်ပဲနေဆိုပူဆိုးတွေ လူအချင်းချင်းမမြင်ဘူးကြောက်လေလူအချင်းချင်းမမြင်ကြောက်ဟာဘေသူမင်းသမီးဘလူလာပြီအဘေသူမင်းသားဘလူလာပြီဆိုအိုးပွဲပြေးကြည့်ကြတာအဲ့လိုမျိုးနော်တချင်းဆိုသွားဇက်ပွဲတွေမှာတချင်းဆိုအတန်းဒီတိုင်းပဲနော်အေးသူတို့ကို အားပေးတဲ့ပြည်သူတွေကိုအခုသူတို့တတ်ခဲ့တာတတ်ပေါင်းများစွာနော်သူများနိုင်ငံလော်ပြီးတော့တတ်ခဲ့အသက်ပေါင်းများစွာကျမပြောရမယ်အထဲထဲမှာတော့ဖြူဖြူကြော်သိမ်းနော် ဖြူဖြူကြော်သိမ့်ဒီကောင်မမြန်မာပြည်နဲ့လည်းလုံးဝမတန်ဘူး။ဘာဖြစ်လို့လဲဆိုတော့သူကရန်ကုန်တိုင်းရန်ကုန်တိုင်းတကုံတကုံမြို့နယ်ပေါ့နော်။တကုံမြို့နယ်တကုံမြို့နယ်စတတရဆေးရုံနော်စတတရဆေးရုံကဒေ900နော်အမတ်နစ်ဆေးရုံပေါ့ကဒေ900နော်ကဒေ900ဘယ်နာနဲ့နေလဲဆိုချူချုံဖျားဖက်နဲ့နေပါအဲ့ကဒေ900မှာသူကအရင်တုန်းကဆရာမနော်ဆေးရုံဆရာမနော် ဟိုပြည်သူတွေသိအောင်ရှင်းရှင်းလင်းလင်းကျမကတော့ထည့်ပြောမယ်ဒီဆေးရုပ်ဆိုတာအာမီနော် အာမီဆိုရသိရကြည်တက်ကကြည်တက်ကတိဆောက်ထားတဲ့ဆေးရုံအဲ့ဆေးရုံမှာသူကအလုတ်လုတ်ခဲ့တာနော်အလုတ်လုတ်ပဲအခုသူကမြန်မာပြည်ပြန်လာပြီးတော့မြန်မာပြည်တကယ်လို့ပြန်လာခဲ့ပြည်နေသူကဆရာမပြန်လုံးရင်ဒီကောင်မကပြည်သူတွေစေထုတ်မတောက်ရဲ့လို့ပြောလို့မရအောင်နော်နော်စိတ်ညစ်မှန်းသိရင်သူကစေထုတ်တိုက်ရင်တာမှာဒီကောင်မကတော့လုံးဝမြန်မာပြည်နဲ့မတန်တဲ့ကောင်မနော်မြန်မာပြည်နဲ့လုံးဝမထိုက်တန်တဲ့ကောင်မ နော် तू ကဘာဖြစ်လို့ तू ကဒီစစ်စေးုံမှာ तू ကတန်မှန်ပြည်သူဝင်တန်းမဟုတ်ဘူးနော်တန်မှန်ပြည်သူဝင်တန်းမဟုတ်ဘူး तू ကအလာကို तू ကအသားတဲ့ကလောက်ထွက်တဲ့လောက်ကောင်မှာနော် तू ကအသားတဲ့ကလောက်ထွက်တဲ့လောက်ကောင်မှာဖြူဖြူကြောတဲ့ရနော် तू ကအမတ်နေစစ်စေးုံဂဒင်900မှာနော်ဂဒင်900ဂဒင်900လားတထောင်လားမသိဘူးနော်မေ့အောင်မေ့နေဘူး ဲ့မှာ तू อ่ะဆရာမဟမ် तू อ่ะအဲ့တော့အခါကျ तू တကယ်လို့မြန်မာပြည်ပြန်လာရဲ तू อ่ะလူနာကိုစေးထုတ်တတ်မဲ့အစားထဲမှာပါတယ်ဘာဖြစ်လို့လဲ तू อ่ะစစ်စေးုံမှာလောက်တာလေ तू อ่ะပြည်သူတမန်ပြည်သူတယောက်လည်းမဟုတ်ဘူး तू อ่ะစစ်စေးုံမှာအလုပ်လုပ်တာနော်ဝန်ထမ်းတယောက်အခုလိုမျိုးကိုတိုင်းပြည်ကိုကိုဖျက်ပြီးတော့သူကနိုင်ငံကြရင်သွားတော့ပြီးလုံနေတာဒီကောင်မမြန်မာပြည်နဲ့လုံးဝမတန်တဲ့ကောင်မသူ့ကိုပြထိုက်တန်တဲ့အပြစ်လေးကိုပေးပါလို့ကျွန်မတောင်းဆိုပါတယ်ရှင် နောင်ချူကတကယ်ကိုဒီနေ့တရင်ကြခဲ့အရင်အရစဘာဖြစ်လို့စစ်ရဲ့သဘောတရားရစစ်သားတွေဆိုနားလေတယ်ဘာဖြစ်လို့ဒီလောက်နည်းနည်းလေးပဲကြံနေဟောက်ပြေးပြီးတော့ဒိမ့်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 နဲ့မတိုက်သွားတာလေလို့သူတို့ခဏခဏမေးနေတယ်စစ်သားတွေဆိုသဘောပေါက်တယ်ဟိုဟာတိမ်ပင်လေကိုတိမ်ပင်လေကနေမောင်းထုတ်လိုက်တဲ့ကောင်းကြီးရလीအဲ့ဒီအခု ုတ်ထိတ်ဂုတ်ထိတ်ကိုပြေးမဲ့သဘောရှိရတယ်နဲ့အဲ့ဘက်တောင်ကျောပေါ်မှာရောက်နေရတယ်အများကြီးပဲတဲ့အဲ့ဘက်ကိုရောက်နေရတဲ့တမတော်သားကြီးတတိထားဖို့အဲဟိုနောက်သူကအိမ်ကိုပြစ်ထားခဲ့ရတဲ့လူတွေကအမြန်ပြန်ခြင်းနေလာပြီဟိုဘာလို့နှစ်မိုင်မဲကြံတော့တာကိုမြင်မြင်မသိနေတာလဲသုံးမိုင်မဲကြံမြင်မြင်မသိနေတာလဲဆိုစစ်ရဲ့သဘောတရားအရာပေါ့နော်သွားတိုက်လို့ ဝုန်းဆိုလှုပ်လှုပ်လိုက်ရရတယ်လေဒါမှမဟုတ်လေစစ်ရဲ့သဘောတရားအရတမရသားကြီးဆိုသိမယ်ကျမပါပြောချင်တာလေဆိုသိမယ်သူတို့ကလည်းဘာလည်းမသိဘူးတစ်တော်ပါလေပေးမတင်ဘူးတော့နောင်ချိုသတင်းလေးပြောလိုက်ရင်ချက်ချင်းမဲ့တတိပေးချက်လာနဲ့အကောင့်ကျစေချင်နေပြီထင်တယ်နေ့အကောင့်ကျအောင်လို့ထင်တယ်တစ်ချိန်လုံးလို့တတိပေးစာတော့လျှောက်လာတယ်ဒါမှဒီကအခုစမ်းပြီးတင်ကြည့်လိုက်ဦးသူကလေဟုတ် နောင်ကျောတကယ်ရောက်တော့မှကျမအတီနေတရင်ကြခဲ့ရတော်တော်လေးဦးတကယ်ကိုနီးနေပြီတရွာကျမသွားခဲ့ဘူးတဲ့နေရာဆိုရင်တရွာနေရွာအလောက်ပဲလူတော့တာဟိုဂုတ်ထိတ်ကိုပြေးဖို့ကြံနေပြီဆိုဘယ်နားရောက်နေလဲသဘောပေါက်တော့ဂုတ်ထိတ်ကိုပြေးမယ်ထင်တယ်ပုံစံကြည့်ရသူတို့ခံမှန်းတာပေါ့နော်ရွာသူရသားတွေအဲ့ဘက်ကလူတွေခံမှန်းပြီးရဂုတ်ထိတ်ဘက်ကဆုတ်ကုန်ပြီတဲ့ တဖြည်းဖြည်းနဲ့ကျုံသွင်းလာပါဘောเนาะဒီဘက်ကလည်းအုံမတိဘက်ကနေပြီးတော့အုံမတိရာနေအုံမတိဆိုရင်အုံမတိအုံမခလမ်းစုံပြီးလို့ရှိရင်ဟိုဆမ်ဆယ်အဲ့လမ်းစုံလေးပြီးလို့ရှိရင်ရွှေညောင်ပင်ရောက်ရောက်ပြီပဲလေနောင်ချူကအဲ့ဒါအိုင်နာပဲပေါ့ရှေ့ဘာလို့ထမ်တူကလည်းအားမလို့အားမရတွေဖြစ်နေတာအဲ့ဒါကိုကြည်ချင်းအဖြစ်တက်မတော်ယုံကြည်လာတဲ့လူတွေပုံများလာပြီပေါ့နော်တက်မတော်ဖိုက်တာတွေကလည်းတကယ်ဖိုက်နေပြီဒီတစ်ခါတော့ တည်လားတကယ်ဖိုက်နေပြီနောင်ချူအကြောင်းတင်ရင်စမ်းကြည့်ရအခုနောင်ချူအကြောင်းတင်ရင်နဲ့အကောင့်ကိုချဖို့လုပ်နေသတိပေးလာလာကဲထူထူထူမဆက်မီတော့ကျွန်တော်လည်းတည်နေကြရပြီနော်ရွာကကျွန်တော်အတော်တရဖုံးဆက်လာတော့ကောင်းကောင်းလားဩထူ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 ငါရွာဖုံးပြီးဆက်လို့ပါလားဆိုပြီးတော့ ကင်လိုက်တယ်လေကျွာဆိုအတိရတယ်ပွင့်လဲတယ်အဲအေးမင်းလက်ဘာသာရှိတန်းရောက်နေပြောရတဲ့နင်းတဲ့ငယ်ချင်းတွေပဲအဲနေနာမှာကြည့်ကြပြီးခေါ်ထားလို့မရဘူးလားပြောပြပြီးတော့အာအတော့မရဘူးကျွန်တော်ရင်မဟုတ်အထက်အကြီးကြီးလည်းမရဘူးသူတို့ဘယ်သူပဲဘာပဲဖြစ်ရှင်လို့ပဲအတိုင်းဝမ်းမကြီးဘူးဘာမှမမရဘူးတော့သစ္စာတော့တတိတ္တမိတ်ထဲအလုံးလုံးရတာအမိတ်ကိုလာခံရတယ် ရဘူးတော့မင်းတို့ကလည်းဘာမှအားကိုးလို့မရဘူးတဲ့ကိုတငယ်ချင်းကြောက်လို့ရှိတဲ့ရောက်လို့ရတဲ့ဩအတော်ရဲ့ဘာဖြစ်မှာဘူးတော့စစ်သားလည်းလည်းမသေးပါဘူးလို့နော်ကျော်ကျွန်တော်ရွာထွက်လာတာ16နှစ်ကြော်ပြီအခုကျွန်တော်ဆက်ပြီး16နှစ်နော်ကျွန်တော်သေးပြီရှိတဲ့မှာသေးတယ်ဆိုရင်အတော်ကျွန်တော်တော်ကြားနေရမှာမဟုတ်ဘူးလို့တော့နော် အခုတခုတော့လာမယ်လေနော်အခု live ပေါ်မှာကျွန်တော်အခု TikTok မှာပေါ့လေကျွန်တော်အကောင့်ကြည့်လဲကြည့်ကောင်းလဲကြည့်ကောင်းလဲမကြော်လဲကြော်လဲမလူတူတူစစ်မှာထားဆောင်နေတယ်မိဘတွေလည်းပိုင်ပါလိမ့်မယ်နော်တာသမီတွေရှေ့တန်းရောက်နေတယ်မိဘတွေလည်းပိုင်ပါလိမ့်မယ်နော်ကိုတာသမီနဲ့ဖုန်းဆက်သွယ်ရလို့ရှိရင်တစ်ချက်ပြောပြီးနော်စစ်သားတိုင်းကမသေးပါဘူးနော်ရှေ့တန်းရောက်တယ်လည်းမသေးပါဘူးစုထမ်းတိုင်းလည်းမသေးပါဘူးနော် အခုဖြစ်နေတာတွေကဘာလို့ဆိုအမိတ်ကိုမနာခံလို့ဖြစ်နေကြတာနော်ကိုအကြီးကပြောတဲ့အမိတ်ကိုဆရာသမားပြောတဲ့အမိတ်နော်ကိုတဲ့စီနီယာပြောတဲ့အမိတ်မနာခံလို့ဖြစ်နေတာတိုက်ပွဲမှာကြလို့ဖြစ်နေတာတွေမဟုတ်ဘူးနော်အခုပြည်သူစစ်တွေဟုတ်လားဘယ်ခြေလောက်ထိွားတာတို့လက်ထိွားတာတို့နော်အဲ့ဒါအမိတ်မနာခံလို့ဖြစ်တာသတ္တဆိုတာအမိတ်တာခံရတယ်နော် ာပြောလဲဒီလမ်းမသွားနဲ့ဆိုရင်သူတို့ကသွားတယ်ချိုပြီးသွားလူငယ်တော်သဘောသဘာဝချိုပြီးတော့သွားတယ်နော်ညဟိုညဘက်တွေပဲတိပုတ်နော်မစင်တွေပဲစုံမယ်ဆိုလဲဒီတန်းမသွားနဲ့ဒီညမသွားနဲ့မဟုတ်သူတို့ကနည်းနည်းလေးသူများထက်ထူးလိုက်ရမှာသူများထက်ပို့ပြီးတော့ထထောင်းလထောင်းထက်လိုက်ရမှာနော်ဒါလူတွေပါဒီလမ်းကိုမသွားနဲ့ဒီဘက်ကိုသွားဆိုရင်မဟုတ် တလေးပြီးဖွာတယ်ကိုလေးတော့တူးတူးထွေးလိုက်အဲ့ဒါကြီးကြောင့်အမေကိုမနာခံလို့ဖက်တာပါနော် အမေကိုနာခံပါမဖက်ပါဘူးနော်